အားလုံးပဲမင်္ဂလာပါ CD Insider from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှတော့ကျွန်တော်တို့ Rider ရဲ့ကစားဟန်ကိုအနည်းငယ်လေးလာကြည့်ကြမှာဖြစ်ပါတယ်ခေါင်းစဉ်တော့ Rider စီမှာငင်တွေ့ရတဲ့ Man City ကနဝင်ကွင်းလယ်လူတွေရဲ့ဇယိုက်လက္ခဏာများဆိုရဲခေါင်းစားလိုက်အောင်မေလာမှာပြုလုပ်ခဲ့တဲ့ The Athletic နဲ့ Interview မှာ Rider က သူကသားသမားဘဝကိုရွေးတစ်ခုတည်းကိုချင်းနှင်းဝင်ရောက်လာတဲ့အခါမှာတော့ Kevin De Bruyne နိုင်ကစားပုံကိုပုံမှန်လေးလေ့လာကြည့်တယ်လို့ဆိုပါတယ်။ Kevin ရဲ့ပွဲတွေကိုကြည့်တယ် YouTube clip တွေလည်းသူကြည့်တယ်။အထူးသဖြင့်ဘောလုံးကိုလက်မခံခင်မှာ Queen ကို Kevin ဘလို့ news scan ဖတ်တယ်ဆိုတာတွေပါ။ဒါကြောင့်လည်းသူကဘယ်နေရာမှာနေရာလွတ်တည်ရှိလဲဆိုတာကိုအတိအကျသိနေပါတယ်။အဲတော့ Rider ကလည်းကြိုးစားပြီးတော့သူ့လိုလိုက်လို့ကြည့်ရလို့ဆိုပါတယ်။အဲ့ဒီရာသီတစ်ခုကိုဖျက်ကျော်ပြီးမှ မန်ချက်စတာစီးရီးယားကွင်းလယ်ကိုပြန်လည်တည်ဆောက်ဖို့အတွက်ဂရိုင်းဒါကို Rural 55ဒန်နဲ့ခေါ်ယူလိုက်ပါတယ်။ဆယ်စုနှစ်တစ်ခုစားစီးရီးမှာကစားခဲ့တဲ့ဒီ Brian Knight နေရာကိုအစားထိုးခေါ်ယူမှုဖြစ်တာပါ။ Rhino ကိုယ်တိုင်ကလည်း Guardiola ရဲ့အဲအင်မတန်အားကိုးရတဲ့ကစားသမားစီကလေ့လာနေတယ်ဆိုတော့ဒီရဲ့ချက်ကရဲဟုတ်ချင်းဝင်သားတွေပေါင်းပါတယ်။ဒါသူ့ရဲ့ကစားသမားဘွားဆောပိုင်းကာလာတွေမှာစပိန်နဲ့ဘာဒီလိုနာကစားသမားကြီး Iniesta တို့ကိုဆင်နမူနာယူကစားခဲ့တယ်။ ဒါပဲသူကဂွာရီယူလာရဲ့အသင်းမှာအံဝင်လာမယ်ဆိုတာကိုပေါ်ပြနေတဲ့အချက်ပါပြီးတော့နယ်သာလန်နဲ့ဘာစီလိုနာတို့ရဲ့သမိုင်းဆိုင်ရာဆင်နွယ်မှုတွေယူရန်ခရိုက်စ်နဲ့ဂွာရီယူလာဒါအပြင်ပိုသေးကြသေးတဲ့အလားအလာကောင်းတော့ဒီ26နှစ်သားဟာတက်ချ်လူမျိုးတွေရောက်ဖြစ်နေတာလေပါပါတယ်ရိုင်းနာနဲ့ပတ်သက်လို့ပြည်သက်တွေအနေနဲ့သူကစားတာကိုယဉ်ရကြည့်ဘူးရင်တော့လကောင်းအခုမှသတင်းတွေဖန်ရင်ကြည့်ဖြစ်တာတော့လကောင်းသူကစားတာကိုကြည့်ပြီးသွားတာနဲ့သူမြတ်ပတ်သက်လို့မှတ်ချက်ကတခုပဲထွက်ပါတယ် ဝင်းလက်ကစားသမားတယောက်စီကနေဟလာသူ့ကိုမြင်ရတာမှအံဝင်ကွင်ကြပြီတက်တောင်းတက်တာဖြစ်နေရဆိုတာပဲဖြစ်ပါတယ်အဲ့တော့ကွင်းလယ်မှာသူကအင်မတန်တက်တောင်းတက်တာဖြစ်ဖြစ်နေကွင်းလယ်ကစားသမားပီတာဆိုကစားပြနိုင်နေဆိုတာကိုကျွန်တော်မြင်ရတော့အဲဒီချက်ကိုကြည့်ရင်ပဲဒါကြောင့်ကျွန်တော်ဒီမှာဆက်ပြီးတော့အာနားထောင်သွားရင်းနဲ့ပဲတွေ့ရပါဘာစာကွင်းလယ်မှာကစားလို့မရဘူးကစားလို့မရတဲ့အတန်ဘာကြောင့်ခုနကအာ twin go ပေါင်းတက်တယ်မခုနကကိုရှိခဲ့တာ ဒါမျိုးတွေဒါတွေအဆင်ဝင်လာတဲ့အကောင်းတွေဆက်လက်ပြီးပေါ့ဒါပေမဲ့ right now ကျွန်တော်ဆက်ကြည့်အောင်အဲ့တော့ KDBC ကနေမြင်းဆရာအနေနဲ့သေယူခဲ့တယ်ဆိုတော့လေသူကစားဟန်က Gandogan နဲ့ဘာနလူဆေးပါတို့နှစ်ယောက်ကိုကြားချတာလို့ခင်နေပါအဲ့တော့ဒီ CD ကစားသမားကြီး၃ယောက်ပေါ့နော်၃ယောက်နေရာကိုသူတို့နဲ့ထပ်တူကြတဲ့ကစားသမားတွေယောက်နဲ့အစားထိုးနိုင်မယ်ဆိုတာမျိုးတော့မမျှော်လင့်တာအကိုကောင်းပါတယ်သို့တော့ ဝါရီရောလာလက်အောက်မှာကစားမယ်ကိုင်းလေလူတယောက်မှာတော့အရှိသင့်ရှိရမယ်လက္ခဏာဇေယျကြီးတော့ရှိပါတယ်ဒီကစားသမားကြီး၃ယောက်မှာအဲ့ဒီအချက်တွေကိုသွားကြည့်ရအောင်ဒါရိုင်းဒါကတော့ခန်းစည်းကိုတဲကြီးမဲကြီးကစားတတ်တဲ့သူမဟုတ်ပါဘူးအဲ့ထူးခြားတဲ့ကစားဟန်အပြင်ခန်းစည်းနဲ့တိုက်စစ်ကိုပေါင်းဆက်ထားပြီးဘောလုံးနဲ့အတူဆိုရင်တော့စီတီပရိသတ်တွေကိုဖိတ်လို့ရှားနေတဲ့ကစားသမားပါဝင်းထဲမှာနေရာစုံကိုတက်ရောက်မှုကြီးမားစေသူလည်းဖြစ်ပါရင်ပထမတစ်ချက်အနေနဲ့ အကူသမားစီကနေဘောလုံးလက်ခံရယူလာမှာတက်တောင့်တက်တာရှိတယ်။စီရီရဲ့ဘေးထက်အတွက်အဓိကကြရတဲ့ရပါမီလန်မှာဆိုသူကခန်းစစ်တီဆင်းပြီးဘောလုံးလက်ခံရယူလာလေသူပဲအဓိကလုပ်ပါတယ်။ဟိုတင်လီဖီဒါရဲ့အကူလူဆိုတာလည်းသူကပို့ပါတယ်။ရေချက်ကရိုဒရီတို့ရိုဒရီနဲ့တွဲမကစားရသည့်တိုင်အဲလက်ရှိမန်ချက်စတာစီးမှာအများကြီးသုံးဝင်လာပါလိမ့်မယ်။အထူးသဖြင့် high pressing အသင်းတွေနဲ့တွေ့တဲ့အခါစီရီယာဂန်ဒိုဂန်ကိုသုံးကောင်းသုံးလေးရှိပါတယ်။ဥပမာနောက်ကိုဆင်းပြီးရိုဒရီကိုကူဖို့ကျွန်တော်ခဏခဏမြင်နေရပါ အဲကနုကန်ဤအီကစင်စီရဲ့ဘောလုံးစင်းကြီးတွေဆိုတော့မျိုးတွေပြီးရင်ရေးရတင်းတင်းကင်ဟောအဲ့ဒီအခြေအနေမျိုးကျွန်တော်တို့နားမလည်နိုင်ဖြစ်တာကိုဒီမှာနားလည်လာမှာနောက်ဘောလုံးနဲ့အတူတိုက်စစ်ကိုလိုက်ပါဘူးနဲ့ final third zone တွေကိုဖန်တီးမှုတွေလုပ်ပေးဖို့ဒါတွေအကုန်လုံး rider အများအားဖြင့်မီလန်မှာလုပ်ခဲ့တဲ့အရာတွေပဲဖြစ်ပါတယ်နောက်တစ်ခုကပွဲရဲ့ tempo တင်ချ short pass quick packs နောက်ဘောလုံးနဲ့အတူနောက် off the ball run တွေဒါတွေကိုလည်းပိုင်နေနိုင်ကြအောင် city green လေမောင်းနေဖို့ကသူကအသင့်တော်ဆုံးလက်ရှိမှာဖြစ်နေပါတယ် ဒီဗီနောက်မှာကျွန်တော်ပုံလေးတွေမျိုးကြည့်လိုက်မယ်ဆိုရင်ဘောလုံးနာနဲ့ပွဲရအာမအူးမှာကဘောလုံးဘောလုံးရာယူအမြဲလို့လို့အတင်းဖြစ်နေပြီးတော့ဘောလုံးမရှိချိန်မှာတော့ဒင်းဘော်တွေတိုက်စစ်လိုက်ပါနေပေါင်းနေနိုင်တဲ့သူဖြစ်ပါတယ်အဲ့တော့ဘူလောနာနဲ့ဘွဲကိုပဲကျွန်တော်တို့ပြန်ပြီးတော့ဥပမာအနေနဲ့ကြည့်လိုက်မယ်ဆိုရင်မီပေဒီယာဘောက်စ်ထဲကနေဘောလုံးကိုလက်ခံနေပြုတ်ကိုသမားကိုပေးတယ်။နောက်တော့ဘဲကိုဆက်ပေးရမယ်ဆိုတော့သူကတိုင်းညွန်ကြပါတယ်။ဤတန်နဲ့ဒိုင်ကွန်နယ်လီ အကိုင်း20လောက်နေရာလွတ်ကိုပြေးတက်သွားတယ်ပြီးဘောလုံးပြန်လိုက်တောင်းတယ်ဘောလုံးရရတာနဲ့အသင်းပေါ်နေပြန်ကွဲဆက်ကစားပြီးတော့ဒီကကစားကွက်ထဲမှာပဲဆက်နေပါတယ်နောက်တော့ကန်ဒခန်စင်မှုတွေရဲ့နောက်နေရာလွတ်ထဲကိုပြေးဝင်သွားတယ်အဲနောက်ဆုံးဘေးတက်ကနေတင်တိုက်စစ်တီကိုသူ့ရဲ့တောက်ဆောက်ပေါင်းပြီးပတ်သက်မှုကိုကျွန်တော်ဘူလောနာနဲ့ပွဲမှာတွေ့ခဲ့ရတာအဲတော့နောက်ဆုံးမှာသူ့ရဲ့ဘေးပူမှုကိုပြန်ဘက်ကကြားဖြတ်ရသူ့စီကိုဘေးပို့တာကိုပြန်ဘက်ကြားဖြတ်ရယူလိုက်တင်မယ်လေဒီအနေထားမှာ ကျွန်တော်နားလည်နိုင်တာရိုးရှင်းတဲ့ပေးပမှုနှစ်ခုကိုနှစ်ခုနဲ့အတူအသင်းပေါ်တွေသူကဖီအားကြီးရှော့ချပေးပြီးတော့တိုက်စစ်ကိုပါရှာတင်တယ်။ကုညီပေးနိုင်ခဲ့တာကိုဘူလောနိုင်ပေါ့။အဲ့တော့အဲ့ဒီလူမျိုးပြေးထွက်တာတွေလားနေရာလူတွေရှောက်ပေးတာတွေဒါကြီးကရိုင်းနာရဲ့ကစားဟန်တွေပါပဲ။ဒါဟုတ်ကြည့်ချင်းအပြင်သူစီးစီးမှာအံဝင်မယ်ဆိုတာကိုမြင်သားပါတယ်။အဲမလတ်အကုံမှာနာပိုလီကိုရှုံးခဲ့တဲ့ဘွဲကဥပမာတချို့ကိုကြည့်လိုက်ရင်သူ့အနေနဲ့ဘောလုံးတောင်းမိမယ်မရခဲ့ဘူး ပြီးတော့နောက်ထပ် run တစ်ခုလုပ်ပြီးတော့ထပ်တောင်းတယ်ဘောလုံးလက်ခံရရှိတိုင်းတပြိုင်နက်ပြိုင်ပဲရဲ့ area ထိထိကိုတဲဆောင်သွားပြီးတော့အဲ့ဒီမှာတော့ tackle လုပ်ခံလိုက်ရပါဘောလုံးမရသည့်တည်းအခုအနေနဲ့ဘောလုံးလက်ခံလို့ရမယ့်နေရာတွေကိုအငင်းချာပွေနေတယ်ပေါ့အဲ့တော့ဘာနာဒိုနဲ့ဘာနာဒိုဂန်နိုဂန်နိုနဲ့နောက်ထပ်စင်နာရီကအရွေးပဲဖြစ်ပါတယ် pass space တွေနောက်ကိုဖျက်ဝင်တာတွေကတကယ် classic အဲဂန်နိုဂန်ကိုပြင်ရပါဘူးအဝင်နောက်ကျတာ ဖြက်ဝင်တာမှာ half speed ကိုဝင်နောက်ကြပြီးဝင်နေဆိုတော့ကန်သွင်းဖို့အတွက်သူကချိန်သားကြိုက်ဘောလုံးရောက်မှပြီးတော့ပြီးပို့ပြီးဝိုင်တာမှာသူကနောက်မှပြေးဝင်ပြီးတော့ quick dash လုပ်ပြီးတော့ပြေးဝင်ကန်သွင်းတယ်ဆိုတဲ့အချက်လေးကန်တို့ငယ်ဒီမှာကျွန်တော်ခဏခဏ late run တွေကိုမြင်ရတယ်ပေါ့နော်အဲ့တော့ဒါအပြင် scale corner ရဲ့ data analysis တွေအဲ့ဒီကဒါသမားတယောက်ရဲ့ကွင်းရဲ့အရေးတွေကိုလေ့လာထားမှုဟာ grinder က banner server နဲ့ပို့ဆင်တာပါအထူးသဖြင့် တိုက်စစ်ကိုပံ့ပိုးတာတွေတိုက်စစ်လမ်းကြောင်းဖွင့်ပေးတာတွေပါဖြစ်ပါတယ်ဒီမှာကျွန်တော်သူ့ရဲ့ data အချက်လက်လေးတွေကိုပါတစ်ခါတည်းထည့်ပေးထားလိုက်ပါမယ်။ဒီရဲ့ average data ဒီ cloud ဘောလုံးဘယ်လိုလက်ခံဘယ်လိုကြီးလွားရဲဆိုတာတွေရာခိုင်ရုံးနဲ့ကြားရတာပေါ့။ state corner ။အဲဆက်ကြည့်လိုက်မယ်ဆိုရင်လက်ရှိ Man City ရဲ့ကွင်းလယ်ကိုကြည့်ရင်ဘောလုံးတည်ယူနိုင်မှုဆိုတဲ့အချက်ပေါ်တော့အလေးပေးတာတွေ့ရအောင်။ဘိုင်းနာမာရီရဲ့ဘိုင်းအားတာပါ။အထူးသဖြင့် physical အားပြုပြီးတော့ man to man marking ဦးစားပေးလို့ ਨੇ premier league ကစားဟန်တုံ့ပြန်မှုဆိုတာတော့ငင်းစရာမလိုပါဘူးသို့တော့စီစဉ်ထားတဲ့အတိုင်းလဲကျွန်တော်တို့ဖြစ်ချင်မှာဖြစ်တာပါဥပမာအပြင် Matthew Kovacic ဆိုလည်းမကြာခဏဒုက္ခရောက်လေရှိပြီးတော့လူနဲ့ဆိုရင်လည်းကိုင်းလေလူအနေနဲ့အဲမကစားရပါဘူးသူနေကျန်ခဲ့တဲ့စောင်းရည်ဒီမှာ Nico Gonzalez ကိုခေါ်လိုက်တော့ Britain များသူက Nico ရဲ့ Ying Clutch မှာပြခဲ့တဲ့ ball carrying ability ကြောင့်ဆိုတာမျိုးတိတ်တရီမထားမိကြဘူး ပေါ်တူရဲ့ဘယ်ဂျန်ကွဲလျံရတဲ့ဂိုင်းဘက်ဖိုင်နယ်သက်ဆုံးလေးကိုသေယူပြီးကစားပြခဲ့တယ်။နီကိုကဘောလုံးနောက်ထပ်ဆင်းယူနိုင်တယ်လို့ဘေးကိုမှုတွေနဲ့အသင်းကိုမောင်းနေနိုင်တယ်ပါ။ဒါကိုကျွန်တော်တို့နောက်ဆက်အဲသူ့ရဲ့ကစားပွဲမှာတွေ့ရပါတယ်။စီတီကိုရိုင်းရတဲ့ဟိုဒင်းလစ်ဖီဒါလိုအပ်နေတဲ့အချိန်ဖြစ်တာကြောင့်နီကိုကစားဟန်ကတက်ဆင်းဟိုဒင်းလစ်ဖီဒါပုံစံပိုပေါ်နေပြီးသူကစားတဲ့အခါပြေးတာသွားတာရှေ့တီတက်ပြေးတာတွေကျွန်တော်တို့တွေ့ရပါတော့။အလေကျော်လေးမှာလေ။ကစားရင်ကိုတွေ့ရတာ။ ကိုဗတ်ဆင်ကြပြန်တော့လေအလိုတရာရှေ့ကိုဆွဲပြေးခြင်းနဲ့သူ့ရဲ့ပင်ကိုပေါ့ပင်ကိုဆွဲရည်ကိုမထိန်းချုံနိုင်ဖြစ်နေတာဘောရနဲ့ဆွဲဆွဲပြီးပြေးသွားပြီသူ့ရဲ့ရှိနေရမနေရထက်ဆိုင်အမြင်နဲ့တိုက်စုကို run နေလောက်ချင်းအဲ့တော့ဂွာရီလာပြောတာကတော့နူးနက်ကကွင်းလေကစားသမားတရားအောင်နေတယ်သူကစားကောမှာကစားဖို့ပပနဲ့နဲ့နဲ့တည်ငြိမ်ဖို့တော့လိုအပ်နေတယ်မရှိဘူးကောနော်အဲ့လိုမျိုးအဲ့ဒါကြောင့်ကစားသမားအစ်တတရားအောင်နေကွင်းလေမှာ hatch lounge ဆိုပြီးတော့ဂွာရီလာလက်အောင်မှာနေရရဖို့ကတိတ်မသေးကြပါဘူး အဲ့နူးနဲ့စီးရီကိုမကြွိုင်းခင်မှာတော့ wolf မှာပြခဲ့တဲ့နေ့ထား test ဆိုင်တော့အခု rain ကစီးရီနဲ့ပိုအံ့ဝင်နိုင်ပါတယ်။ဘောလုံးမရှိဒီ out of position ဖြစ်သွားတဲ့အနေအထားမျိုးတွေမှာဒီ jewel တွေ second ball တွေပြန်ဆယ်ရရင်တော့ rain ကအသေးအားမကောင်းပါဘူး။ပုံမှန်လိုဒီအပိုင်း Guardiola ကိုင်းလေကစားသမားတွေအားသာချက်ချက် second ball တွေမျက်ဆယ်အားသာတဲ့ချက်ဖြစ်ပြီးမယ်ဒီအားဒီမှာတော့ပျောက်ဆုံးနေပါတယ်။ rain ကစီနေရီအပိုင်းမှာ gandogan panaru လုတ်ပြခဲ့တယ်လို့လုတ်ပြကောင်လုတ်ပြနိုင်ပါလိမ့်မယ်မသေးကြပါဘူး။ space ကျဉ်းကျဉ်းလေးတွေထဲမှာကစားနိုင်မှုဖက်စင်ကောင်းမှုအဲ့ဒါပေးပို့မှုတွေကောင်းမှုပွဲကိုထင်းချုံနိုင်မှုတွေကြောင့်ခြုံကြည့်လိုက်ရင်တော့ guerilla jet ကွင်းလေလူတယောက် ball carrying မှာထပ်ပေါင်းထည့်လိုက်ရင် renial ရဲ့ physical game ကိုရှင်ဆော့နိုင်ပါလိမ့်ကွင်းလေအားဖြင့်ကို CE တို့ဒီတက်ဖို့လိုအပ်တာလည်းဖြစ်ချင်ဖြစ်နိုင်ပါတယ်အဲဒီ brainer ကလည်းတစ်ခွက်မှာထွက်သွားပြီဆိုတော့ rider သာ box stay မှာတက်တောင့်တက်တာကစားနိုင်မယ် covers ရဲ့ run နေလား ဂန်ဒိုဂန်တို့ရဲ့အရင်ကဂန်ဒိုဂန်အရေးသွေးတာပြသနိုင်ရဆိုရင်အဲဒီ Dutch ကစားသမားကိုခေါ်ယူခဲ့ခြင်းဟာဆေးလုစားတဲ့တစ်ချက်ကတော့သူ့ရဲ့ဒီ Dutch ကစားသမားကိုခေါ်ယူခဲ့ခြင်းမှာနောက်ထပ်ဆေးလုစားတဲ့တစ်ချက်ကသူ့ရဲ့ twin goal တွေပဲဖြစ်ပါတယ်။ကံပွဲဆိုသူ15ခုရခဲ့တယ်။အားလုံးနှိပါးမှာလည်းပေးပို့မှုတွေဘောလုံး carrying တွေနဲ့ထိတ်ဆက်ပြီးရခဲ့ရတယ်လို့စစ်စစ်နဲ့အန်ဂိုက်ဖြစ်နေပါတယ်။ Spain တင်းတဲ့ပွဲတော့ကသူ twin a နဲ့ဆုံးသက်သွားတဲ့ twin goal ကို အပြင်လည်းကြည့်ရှုနေပြင်းနိုင်ပါတယ်သူရဲ့ရေတွေးနိုဗာလာကရီးရတဲ့ဘွဲမှာပြသွားတယ်သူရဲ့နောက်ကြကိုနဲ့ကွင်းရအရွေတွေမီလန်တင်းရဲ့ channel မှာသူ channel မှာသူ့ရဲ့ twin goal တွေစုစည်းထားတာလေသွားရောက်လေ့လာနိုင်ပါတယ်အဲ့တော့အသင်းရဲ့နောက်တန်း NBA ဆောင်ကနေထီအားတန်ကနေလွန်လုတ်ပေးနိုင်တဲ့လူအကွင်းလေကနေဘောလုံးကိုလက်ခံဖို့ sign ပြင်နေတဲ့လူတိုက်စစ်ကိုပါလိုက်ပါဖန်တီးမှုတို့ twin goal တွေပါရယူနေတယ်ဒီလိုကစားသားမျိုးကိုຢာရတာတော့အာရှာမရှာဘူးနော် ော်ဒီလိုဆွဲတုံရတဲ့ထွန်းကျင်မှုနဲ့ဝါယူလာတရဘီဘက်နှစ်ဒီမှာကန်ဒိုဂန်ဘာနာဒိုစီကတောင်းဆိုကစားစီရဲ့တလို့မျိုးဟုတ်လားသူကတော့ရိုင်းတောက်ဘလို့ပဲကစားကန်ကစားကန်အဲဒီလက်ရှိကျွန်တော်တို့သိရတာလေကွင်းလေကစားတယ်မှာရိုင်းတာတယောက်ကစားပြနိုင်လိမ့်မယ်လို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်ဒါကတော့သူရဲ့အဲရိုင်းတောက်ရဲ့လက်ရှိ business ဂျွမ်းကျင်မှုအနည်းငယ်သုံးသပ်ပြခဲ့တာပါပြီးရင်သူကဘဲကစား ။ဘာကြောင့်အဲအလိုမရတာလဲ။ဝင်းလက်မှာကစားလို့မရသေးတိုင်ဘာဖြစ်လို့ခုနှစ်ကိုးတော့ခုနှစ်ကိုးသွင်းကိုးဘိုးပန်ဒီမှာခုနှစ်ကိုးရသွားတာလဲ။ဘာကြောင့်အဲ့ဒါပါနလူစီဘာကအေးပါနေရတယ်။ပါနလူစီဘာကိုကျွန်တော်တို့ကနေရာတွတ်လီရှားပြီးတာ second ball တွေလိုက်ဆဲတာ နောက်ဒီလိုက်ဖြတ်ထုတ်တာလူနေရာမှာမြင်နေရတဲ့အခါကျတော့ပရိသတ်ကြီးမျက်လုံးတွေကိုကိတ်မိရောက်ဘူးပေါ့နော်။ဘယ်နေရာကောင်းတယ်လဲဘယ်နေရာမကောင်းလဲ။ဒါမျိုးကမပါမဖြစ်ဘူး။ ။နန်စီတီကွင်းလည်းပါလေဘာရမစီပါမပါမဖြစ်။ဟောပေါ်တူဂီသွားပြန်တော့လေပေါ်တူဂီမှာဘာရမစီပါမပါဖြစ်တာ။အားလေကျွန်တော်တို့ကဘာ၄လဲဆိုတော့အခုအဲဗီဒီယိုလေးမှာကျွန်တော်နင်းငယ်အဲပြောပြခဲ့တာဖြစ်ပါတယ်။ရိုင်းဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကတော့ဘာမှတန်တရားဖြစ်စရာမရှိပါဘူး။သူ့နဲ့ခြေသွမ်းပြနိုင်မယ်လို့ယုံကြည်တယ်။အဲโอเคကိုးတွေပါတက်ပြီးတွင်းနိုင်ဖို့လေမျောနေတာပေါ့နော်ရိုဂျူနီရဲ့ရိုင်းဒါရဲ့အတွေ့အဆက်ကိုကြီးဖို့မဆောင်နိုင်တော့ပါဘူး။ ားလုံးပဲကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ကျွန်တော်တို့ဒီ video ကိုပြန်လည်တွေ့ကြပါမယ်အဲ page ကို subscribe like and follow လုပ်ပေးပါအောင်အားလုံးပဲအစီအစဉ်ကြပါစေ